ရန်ပြည်နယ်အမြောက်ပိုင်းကြောက်မဲမြို့နယ်ထဲကစစ်တမိုင်ကြီးရွာကိုစစ်ကောင်စီတပ်ကမနေ့ကအော်တိုဘားလ18ရက်ညပိုင်းမှာလေကြောင်းကနေဘုံကျဲခဲ့လို့တံငါရုံနှစ်ပါးဒဏ်ရာရရှိခဲ့တယ်လို့တရန်တမတော် TNL ကသတင်းထုတ်ပြန်ပါတယ်။ကြောက်မဲမြို့ပေါ်ကိုစစ်ကောင်စီတပ်ပြန်လည်ဝင်ရောက်နေရာယူထားနိုင်ပေမဲ့မြို့နယ်အတွင်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေဆက်လက်လှုပ်ဆောင်နေရကြောင်းမနေ့ည8နာရီမိနစ်40လောက်မှာစစ်တမိုင်ရွာကိုပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့တာလို့ TNL ကဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ဖုန်ကြီးကြောင်းနဲ့ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ TNL ထိန်းချုပ်နေမြေတွေကိုလေကြောင်းစစ်စင်ရေးတွေဇက်တိုက်လုဆောင်နေပြီးအော်တိုဘာလအတွင်းမှာလေကြောင်းကနေဘုံကျဲတက်ခိုက်မှု25ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပါတယ်။ဒီလိုတက်ခိုက်မှုတွေကြောင့်ကလေး9ယောက်အမျိုးသား17ယောက်အမျိုးသမီး14ယောက်စုစုပေါင်း32ယောက်သေဆုံးပြီးကလေးငယ်17ယောက်အပေါင်းအဝင်အယောက်40ဒဏ်ရာရရှိခဲ့ပါတယ်။နေအိမ်တွေစာသင်ကျောင်းတွေနဲ့အဖုံးကြီးကျောင်းတွေလည်းပျက်စီးခဲ့တယ်လို့ TNL ကဆိုထားပါတယ်။စစ်ကောင်စီကဘုံကျဲတက်ခိုက်နေလို့ပြည်သူတွေစစ်ရေးတရေရှိဖို့ လေကြောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဖို့လဲ DNL ကနှိုးဆော်ထားပါတယ်ရှင်